မင်္ဂလာပါသူတအဖျားဖျားဆွေးနွေးခန်းကနေပြန်လဲကြိုဆိုလိုက်ပါလေကျွန်တော်ဂျော်နီပါအမေရိကန်တရုတ်ကွန်တရေးစစ်ပွဲနီနိုင်မှုများဆိုင်ရာမဟာပြူပါများတောင်းတချက်ကိုဒီတပတ်သူတအဖျားဖျားဆွေးနွေးကမှာဆွေးနွေးပြီးလို့ပါလေအမေရိကန်တရုတ်ကွန်တရေးစစ်ပွဲဟာတပတ်စီးပွားရေးနဲ့ဘူမိနိုင်ငံရေးလောကမှာအရေးပါတဲ့အလစ်လက်တောင်းတစ်ခု ဖြစ်ဖြစ်ပါလေဒီမဟာပြူပါများတောင်းတချက်ဟာဖြင့်အဲ့ဒီတင်းမာမှုတို့ရဲ့အထူးတိတ်ထိတဲ့ ရှီထရမ်ထိတ်တီးဆွေးနွေးပွဲစီကိုဥတီကျတဲ့အတိကအကြောင်းအရာတွေနဲ့ကီနိုင်မှုဆိုင်ရာနီးပြူဟာများကိုနင့်နဲ့ရှန်းရှန်းစမ်းစစ်တုံးတတ်ထားပါလိမ့်။တမရဒေါ်နောချမီတပတ်တအခွန်စည်းချက်မှုများနဲ့စတင်ခဲ့တဲ့ကုံတွေးဤပฏิပက္ခဟာတနိုင်နိုင်အကြာလက်တုံးပြတ်မှုများဆက်တိုက်ဖြစ်ပေါ်စေခဲ့ပြီးကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွင်းစားများကိုတုံ့လုတ်စေခဲ့ပါလိမ့်။ နောင်ဆောင်မအလောအကျဲပါတဲ့မက်နာစုံကြီးတွဲဆောင်ဆွေးနွေးပွဲ အခြေအနေကိုဖန်တီးပိတ်ခဲ့ပါတယ်။ကွန်တွေးရှိပွဲဟာအချိန်နဲ့အမျှတဖြည်းဖြည်းတင်းမာလာခဲ့ပြီးအဓိကအဖိတ်ပြက်တွေကတော့အမေရိကန်ပြည်ထောင်စုကတရုတ်ကွန်စီနားအပေါ်ကျေပြန်တော့အခွင့်အရေးချက်မှုများကိုစတင်ခဲ့ပြီးကွန်တွေးရှိပွဲကိုစတင်ခဲ့ပါတယ်။တရုတ်နိုင်ငံကအမေရိကန်မှတင်သွင်းတော့ကွန်စီများအပေါ်အလားတကူအခွင့်အရေးချက်မှုများနဲ့ချက်ချင်းလက်တော့ပြန်ခဲ့ပါတယ်။ အထူးသဖြင့်ကတော့အမေရိကန်ပဲပုံလိုအဓိကကျတဲ့ဂုဏ်စည်းတွေကိုပြစ်မှတ်ထားခဲ့ပါတယ်။လာအတန်ကြအောင်နှစ်ဖက်စလုံးကအခွန်နှုန်းသားတွေကိုတိတိတသာမြင့်တင်ကြကြပါတယ်။အမြင့်ဆုံးအခြေအနေမှာတရုတ်ဂုဏ်စည်းများအပေါ်အမေရိကန်ရဲ့ဖျံရက်အခွန်ဟာ98ခုတိုက်ရပိုင်နှုန်းတို့ရောက်ရှိခဲ့ပြီးအမေရိကန်ဂုဏ်စည်းများအပေါ်တရုတ်ရဲ့ဖျံရက်အခွန်က30ခုတိုက်ရပိုင်နှုန်းဝန်းကျင်ကိုရောက်ရှိခဲ့ပါတယ်။ ဒီအချိန်ဒီဟာနှစ်နိုင်ငံလုံး၏မဟာပြူဟာမြောက်တကြဲမှုများကိုပြောင်းလဲစေခဲ့လေအပြရလန့်လက်တုံးပြန်မှုတန်တရာတစ်ခုအဖြစ်ကိုအမြန်ပြောင်းလဲသွားခဲ့ပြီးစီးပွားရေးဆိုင်ရာဖိအားပေးမှုများကိုဘူမိနိုင်ငံရေးဆိုင်ရာလက်နက်များအထိပြောင်းလဲခဲ့ပါလေဒီလိုတင်းမာမှုများမြင့်တလာခြင်းကနိုင်ငံရန်ကောင်းဆောင်များအကြတိုက်ရိုက်ညှိနှိုင်းမှုများပြုလုပ်ဖို့လူအပ်သောဖိအားကိုဖန်တီးပေးခဲ့ပြီးအကြီးပါတဲ့ရှီထရမ်တိုက်တီးဆွေးနွေးပွဲအတွက်လမ်းခင်းခဲ့ပါလေ အမေရိကန်တရုတ်ညီနိုင်မှုတွေရဲ့ရှုပ်ထွေးမှုကိုနားလည်ဖို့အတွက်နှစ်နိုင်ငံလုံးရဲ့ယက်တိမှုတွေကိုမောင်းနှင်နေတဲ့အဓိကကျတဲ့အကျိုးစီးပွားတွေနဲ့သူအတုံးပြုတ်ခဲ့တဲ့မဟာပြုဟာမြောက်ဖျားပေးမှုများအိုးစမ်းစစ်ဖို့ကအရေးကြီးပါလေတစ်ဖက်နဲ့တစ်ဖက်ရဲ့အားတချက်အားနည်းချက်တွေကိုထိုးထွင်းတိရှိမှုကပြည်နိုင်မှုရဲ့ရလဒ်ကိုပုံဖော်ရမှာအဓိကကျခဲ့ပါလေတမရတ်ဒေါ်လာထရန့်ရဲ့ပြည်နိုင်မှုဆန်ရချင်းကပ်မှုဟာ စီဝိုင်းနဲ့နိုင်ငံရေးဆိုင်ရာရည်ရွယ်ချက်များရောညင့်နေပါတယ်။သူရဲ့အဓိကပန်းကန်ဟာတရုတ်နိုင်ငံရဲ့ကုန်တယ်အလေးထားတွေကိုပြောင်းလဲစေဖို့ဖြစ်ပေမဲ့ပဲဖို့စိုက်ပျိုးကျူးသူတွေရဲ့သူရဲ့အဓိကနိုင်ငံရေးအခြေပြုမဲ့ဆက်လာတွေရဲ့အကျိုးစီးပွားတွေကိုကာကွယ်ဖို့ကလည်းအရေးကြီးတဲ့ဖိအားတစ်ခုဖြစ်ခဲ့တယ်။အမေရိကန်ပြည်ထောင်စုရဲ့အဓိကလက်နက်ကတရုတ်ကုန်စည်များပေါ်ကြေကြေပြန့်ပြန့်အခွန်စည်းချက်ချင်းပဲဖြစ်ပါတယ်အဲ့ဒီနီးပြွားကတယောက်စီပွားရေးကိုဖိအားပေးပြီး ညှိနှိုင်းမှုစပွဲတို့စွဲဆောင်ဖို့ရည်ရွယ်ခဲ့တယ်ဖြစ်ပါတယ်။ဒါပေမဲ့ဒီနီးလန်းကွာအမေရိကန်စားတုံးသူများနဲ့စီးပွားရေးလုပ်ငန်းများအတွက်ကုန်ကျရိတ်တွေမြင့်တက်စေတဲ့အားအနေချက်လည်းရှိခဲ့ပါတယ်။အ धिक အားအနေချက်များကတော့အမေရိကန်ရဲ့အစ်မင့်နီးပညာနဲ့ကာကွယ်ရေးစက်မှုလုပ်ငန်းများအတွက်လိုအပ်ချက်ဖြစ်တဲ့ရှားပါတပ်သူများအတွက်တရုတ်နိုင်ငံရဲ့ထောက်ပံ့မှုအပေါ်အလွန်အမင်းမိခိုနေရတာလေတဲပုကို တရုတ်နိုင်ငံရဲ့ဝေယုံမှုများရပ်တန့်ခြင်းကတမရချမြဲအဓိကနိုင်ငံရေးမဲဆန္ဒရှင်များဖြစ်တဲ့လေသမားများအပေါ်တိုက်ရိုက်တရုံမှုရှိတော်တာတွေဖြစ်ပါတယ်တရုတ်နိုင်ငံရဲ့ညီဝိုင်းမှုဆိုင်ရာယက်တီချက်ကကာလရှိမဟာဖြူအမြောက်ရည်မှန်းချက်များအပေါ်အခြေခံထားတာပါတရုတ်တို့ရဲ့အဓိကပန်းနိုင်ကအမေရိကန်ရဲ့ကုန်သွယ်ရေးဖိအားပေးမှုများကိုတွန်းလှန်ရင်းနိုင်ငံရဲ့နည်းပညာဆိုင်ရာတိုးတက်မှုကိုဆက်လက်ထိန်းသိမ်းဖို့ဖြစ်တယ် အထူးသဖြင့်နိုင်ငံရဲ့အနာဂတ်စီးပွားရေးအတွက် အလောအရေးပါတဲ့ EI chess များလို အစစ်မြင့်ဤပညာများရရှိနိုင်ရေးကို အထူးကဦးစားပေးခဲ့ပါတယ်။တရုတ်နိုင်ငံဟာညီနိုင်မှုများမှာ absolute hawk GUD Northern in ဆိုတဲ့လုံးဝအလျှောက်မပေးတဲ့သဘောထားတဲမာတဲ့မူဝါဒကိုကျင့်သုံးပြတာပါ။တရုတ်တို့ဟာအမေရိကန်ရဲ့အောင်းနှဲချက်များကိုဒီတိကျကျပိုင်းခြားစိတ်ဖလှနာပြီးသူတို့ရဲ့ဖိအားပေးကြိယာများဖြင့် ထိထိရောက်ရောက်အသွမ်းချခဲ့ပါတယ်ဒီလိုချင်းကပ်မှုမျိုးဟာကျော်တန်ပြင်ဆင်မှုအားကောင်းပြီးကာလရှည်မဟာဗျူဟာကိုအခြေခံထားကြပြသနိုင်ခဲ့ပါတယ်အမေရိကန်ရဲ့အရေးပါတဲ့စစ်မှုလုပ်ငန်းများကိုချိန်ရောက်ဖို့မဟာဗျူဟာမျိုးလက်နက်အဖြစ်ကဘာထောက်ပံ့ကွင်းဆက်မှာဗိုလ်ချုပ်ဆုမုံထနိုင်တဲ့ရှားပါတတ်တူရေအတ်ကိုအသွမ်းချခဲ့ပါတယ်ဒါကအမေရိကန်ရဲ့အခွန်စည်းကျင့်မှုများကိုတောင်းပြန်နိုင်မရယုံသားမက AI chips လို့ အစင်းမြင့်နီးပညာများရရှိရဲဆိုလေသူတို့ရဲ့အဓိကရည်မှန်းချက်ကိုအကာအကွယ်မဲ့မဟာဗျူဟာမြောက်တုံးပြန်မှုတစ်ခုလည်းဖြစ်ပါတယ်အမေရိကန်တဲဖို့ဝါယူမှုကိုရပ်တန့်ခြင်းဖြင့်တမရထရန့်ရဲ့နိုင်ငံရေးအခြေပြုမဲဆန္ဒရှင်များကိုတိုက်ရိုက်ဖိနှိပ်ထားတဲ့နိုင်ငံရေးလက်နက်ဖြင့်အသုံးချခဲ့ပါတယ်နှစ်ဖက်စလုံးရဲ့မဟာဗျူဟာများအားနည်းချက်များနဲ့ဖိအားပေးမှုများ ထိတ်တိုက်တွေးဆမှုများဟာနောက်ဆုံးမှာနှစ်ဦးနှစ်ဦးလုံးအတွက်ယာယီကြောက်မက်ွယ်အား မြကြီးတခုကိုဖန်တီးပေးပြီးယာယီစီရက်ဆိုင်ရဲ့သဘောတူညီရဲ့ရဲ့အရေးကြီးရဲ့အချက်များကိုပုံဖော်ပေးခဲ့တော်ဖြစ်ပါတယ်။ပြင်းထန်တဲ့ကွန်ဂရက်ရဲ့တင်းကျပ်မှုများအပြီးမှာရှီထရမ်ထိတ်တိုက်ဆွေးနွေးပွဲကတနေရာစီရက်ဆိုင်ရဲ့သဘောတူညီရဲ့တခုထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီသဘောတူညီရဲ့ဟာကွန်ဒွေယီစစ်ပွဲကိုယာယီရပ်တန့်စေခဲ့ပေမဲ့အရင်တန်းပြထနာများကိုဖြည့်ရှင်းတဲ့အမြဲသဘောတူညီရဲ့မျိုးမဟုတ်ပဲအပြန်အလှန်ဖိအားပေးမှုများကြောင့် ဖြစ်ပေါ်လာတဲ့ယာယီအဖြစ်တစ်ခုသာဖြစ်တယ်ဆိုတာနားလည်ဖို့အရေးကြီးပါလေသဘောတူညီချက်အဓိကအချက်များတဲ့ကတစ်ခုကတော့ Clinton ရဲ့ပေါ်မူရစ်ဆေးအဖြစ်အလွဲသုံးစားလုံမှုကိုတရုတ်နိုင်ငံကအတိတ်အချက်နည်းနည်းမှုကလေးပြုမှုအတွက် American ဟာ Clinton နဲ့ဆက်ဆက်ကွန်စီများအပေါ်အခွန်ကို20ရာမိုင်နှုန်းနဲ့ဆေးဟာကိုင်းနှုန်းတော့ချိုးချပေးခဲ့တာဖြစ်ပါတယ်နောက်တစ်ခုကတရုတ်ကွန်စီများအပေါ် American ရဲ့ပြန်များအခွန်ကို90ရာခိုင်နှုန်းကနေ 49ရာခိုင်နှုန်းလျှော့ချပေးခဲ့တာပါနှစ်နှုန်းနှစ်ဖက်အလျှော့ပြီးမှုအနေနဲ့ကတော့ American ကသူရဲ့50% penetrating rule American ရဲ့ပိုးပေါထင်းချုပ်မှုကိုစဉ်းကျင်မဲ့ company တစ်ခုပါ50ရာခိုင်နှုန်းနဲ့အထက်ပိုင်းဆိုင်နဲ့ဘယ်ဆက်ဆက် company ကိုမဆိုတူညီတဲ့ကန့်သက်ချက်မြတ်ချမှတ်တဲ့စီမင်းကိုတနည်းဆိုင်ကန်းဖို့သဘောတူကြတာဖြစ်ပြီးတရုတ်နိုင်ငံဘက်ကလည်းရှားပါးသတ္တုများနဲ့လီတီယမ်ဘက်ထရီလိုအရေးပါတဲ့ကုန်ကျန်းများအပေါ်သူတို့ရဲ့ပိုးကုန်ထင်းချိုးမှုများကို တနည်းဆိုင်ကားမှုသဘောတူကြတာဤဖြစ်ပါတယ်တရုတ်ရဲ့အဓိကအလျှော်ပေးမှုကတော့အမေရိကန်ပေးဖို့အဆိုပိုင်း swine beans များကိုတည်တည်တတ်တာပြန်လည်ဝယ်ယူဖို့သဘောတူကြတာဖြစ်တယ်ဒီချက်ဟာတမရချွင်ပြည်ညံကလေးအခြေပြုမဲဆန္ဒရှင်များကိုနှစ်တိမ့်ဖို့အရေးပါတဲ့အလျှော်ပေးမှုဖြစ်ခဲ့တယ်အဲ့ဒီအပြင်အမေရိကန်တို့ရဲ့အဓိကအလျှော်ပေးမှုအနေနဲ့တရုတ်နိုင်ငံရဲ့ပြန်လည်ရထောက်ပံ့ပူးဆောင်ရင်းနဲ့တင်ပေါ်တည်ဆောင်ရေးလုပ်ငန်းများအပေါ်စုံစမ်းစစ်ဆေးမှုများကို တနစ်ဆိုင်ကမ်းမှုသဘောတူကြတာဖြစ်ပါတယ်ဒီလိုမျိုးသဘောတူညီချက်များဟာကွန်ထရေးစစ်ပွဲကိုယာယီအရှင်ချော့ချပေးနိုင်ကြပြီမယ်နှစ်နိုင်ငံအကြားနက်ရှင်းနဲ့မဟာပြူဟာမျိုးပလန်ဆိုင်မှုနဲ့မယုံကြည်မှုများကိုဖြေရှင်းနိုင်ရင်မရှိခဲ့ပါဘူးဒါဟာရှေ့ဆက်ဖြစ်ပေါ်လာမဲ့ပဋိပက္ခများပါဖက်တားရဲ့နာကျင်တစ်ခုသာထိတ်ခဲတာပါညီနိုင်မှုအပြီးတုံးသက်ချက်နဲ့အကျိုးဆက်တွေကတော့ချီထရမ့်ဖြစ်တည်ဆွေးဝဲပွဲအပြီးမှာ ရရှိခဲ့တဲ့စစ်ရဆဲ့သတို့တူညီချက်ကိုနိုင်ငံနဲ့ကအတိုင်းပါမှချက်ကဲပြန်ပြန်တောင်းတခဲ့ကြပြီးဒါဟာအမေရိကန်ရဲ့ပြည်သွင်းနိုင်ငံကြီးအပေါ်ချက်ချဲကျိုးတရားမှုတွေရှိခဲ့တယ်။ဒီကဏ္ဍမှာညှိနှိုင်းမှုရလက်တွေကိုနိုင်ငံနဲ့ကဘယ်လိုရှုမြင်ကြလဲပြီးတမရထရမ်ကဘယ်လိုတုံ့ပြန်ခဲ့တာကိုစမ်းစစ်ထားတာပါ။နိုင်ငံတကာရဲ့အကဲဖြတ်ချက်များနဲ့အနိုင်အရှုံးရဲ့မြန်မာအနေနဲ့ The New York Times နဲ့ The Economist လို့ဩဇာကြီးမားတဲ့နိုင်ငံနိုင်ငံမီဒီယာများက ဒီညီနေမှုရလက်ကိုအမေရိကန်အတွက်ချုံနေမှုအဖြစ်တညီညီနဲ့နှိပါတောင်းတက်ခဲ့ကြပါတယ်။အများစု မြင်မှာတော့တမရချမှာကွန်ထရီရဲ့စစ်ပွဲကိုရန်ပြင်းစာကွာန်ထရီခဲ့တယ်လို့မြင်ကြပါတယ်။နိုင်ငံရဲ့လီဒါတောင်းတက်များကတရုတ်နိုင်ငံရဲ့အောင်မြင်မှုကိုဒီလိုအချက်များကြောင့်လို့တုံးတက်ခဲ့ကြပါတယ်။ဘယ်လိုလဲဆိုတော့ဒီနိုင်ငံဟာကာလရှည်မဟာဗျူဟာနဲ့စနစ်တကျပြင်ဆင်ရတဲ့အခွန်အပြင်ရှားပါတတူနဲ့တီနာဝယ်ယူမှုလို့ မူဝါဒဆိုင်ရာကိရိယာမျိုးစုံတွေနဲ့တိတိယောက်ယောက်အတော်ပြုနိုင်ခဲ့တယ်။တရုတ်နိုင်ငံရဲ့ချီခူဆိုတဲ့အခက်ခဲကိုခံနိုင်ရရှိချင်းရည်ကြည်မှုပါကုံတွားရေးစုကွဲရဲ့စီးပွားရေးဖိအားများကိုကြံ့ကြံ့ခံနိုင်စေခဲ့တယ်ဆိုတာမျိုးတွေဖြစ်ပါလေ။အမေရိကန်တို့ရဲ့ကြားရှုံးမှုလို့ရှုမြင်ရတဲ့အကြောင်းရင်းများကတော့အမေရိကန်တို့ရဲ့ချင်းကပ်မှုဟာချူတင်ပြင်ဆင်မှုမရှိဘဲအလင်းစလိုလုဆောင်ခဲ့ပြီးအကောင့်ချေဖို့မှလည်းအတွေ့အကြုံလူနယ်တယ်ဟုရှုမြင်ခံရတယ်။ အရှုံးဖို့မကြိုက်တဲ့တမရချာမီစီရဲ့လက္ခဏာပါကိုရီရင်းနာထအားနေချက်တစ်ခုဖြစ်အောင်တမကတရုတ်ကြီးနိုင်၏အကွေကကျွမ်းကျင်စွာအတုံးချခဲ့တဲ့မဟာဗျူဟာမြောက်အားနေချက်တစ်ခုဖြစ်လာခဲ့တယ်။ဒီစည်းအကြောင်းပွိုင်ဘတ်များကသူ့ရဲ့အားနေချက်ကိုအလွယ်တကူမြင်နိုင်ခဲ့ပြီးညှိနှိုင်းမှုမှာတရုတ်နိုင်ငံအတွက်အခွင့်အလေးများဖန်တီးပေးသလိုဖြစ်ခဲ့ပါတယ်။ကောင်ထွေယူဆွေးနွေးပွဲရဲ့ရလတ်စူးကိုဖော်ပြတဲ့အနုပ်လက္ခဏာဆောင်တင်ပြများပြန့်နှံ့လာတဲ့အခါတမလချွတ်မှာ မဟာပြူဟာမြောက်အာယုံလွဲပြောင်းမှုတစ်ခုကိုချက်ချင်းလုံဆောင်ပြရတယ်။အမေရိကန်ကိုပြန်လာတဲ့ Air Force 1လေယာဉ်ပေါ်မှာတရင်တော်များနဲ့တွေ့ဆုံပြခဲ့မှာသူကအမေရိကန်ပြည်ထောင်စုကနျူကလ িয়ার စင်တာမှုများပြန်လည်စတင်မယ်လို့ UTF ကြေညာခဲ့ပါတယ်။ဒီကြေညာချက်ဟာတရင်တန်လျာကိုထိန်းချုပ်ဖို့နဲ့နိုင်ငံရေးဆက်လုံးကိုပြောင်းလဲရည်ဝဲခဲ့ပြီးကမ္ဘာမီဒီယာရဲ့အာယုံဆက်မှုကိုတုံးထွေးရေးဆစ်ရှုံနေမှုကနေအမျိုးသားလုံခြုံရေးဆိုင်ရာအရေးပေါ်အခြေအနေဖြစ်လွဲပြောင်းဖို့ကြိုးမခဲ့တဲ့အဖြစ်အပျက်တစ်ခုဖြစ်ပါတယ်။ ဒီအဖြစ်ဖြစ်ဟာဖိတဲ့နိုင်ငံရဲ့ဖိအားများကနိုင်ငံတကာမူဝါဒဆိုင်ရာဆုံးဖြတ်ချက်များကိုဘလို့လွှမ်းမိုးနိုင်ကြောင်းနဲ့တတိအချက်လက်စစ်ကထင်းမြေဘုံမိနိုင်နိုင်ရေးမှာဘလို့အဓိကကဏ္ဍကနေပါဝင်နေကြောင်းထင်ရှားစေခဲ့ပါလေဒီမဟာဗျူဟာမြောက်30ချက်ကနေတွေးရှိရတဲ့အချက်များကတော့ရှီချမ်ထစ်ဒီဆွေနွေပွဲဟာအမေရိကန်တရုတ်ကုန်သွယ်ရေးစစ်ကိုအဆုံးသတ်စေခြင်းမရှိပဲတနစ်တာဆေးရဆဲမှုကိုသာဖန်တီးပေးနိုင်ခဲ့တယ်နှစ်နိုင်ငံကြားအရင်ဖန်ပြိုင်ပတ်များနဲ့မယုံကြည်မှုများကတော့ ဆက်လက်တည်ရှိနေစေဖြစ်တယ်။ဒီအချင်းဒီဟာနှစ်ဖက်စလုံးလားသူတို့ရဲ့အပြင်ထန်စုံ PRPay ကရိယာများကိုအတုံးဖြူချင်းကြောင့်ပြီးယာယီနောက်ဆုတ်သွားတဲ့ကြောင်းမွေးရတဲ့မြကြီးပါလို့နော် balance of terror တခုကိုဖြစ်ပေါ်စေခဲ့ပါတယ်။စွန်ပြက်ချက်၆မှတ်သူများအတွက်အတ ିକ ထက်သွင်းစဉ်းစားတဲ့အချက်များပါတော့ယာယီသဘောတဘာဝဖြစ်လက်ရှိသဘောတညီမှုဟာရေရှည်တည်တယ်တဲ့ဖြစ်ရှိမှုမဟုတ်ပဲယာယီဖြစ်ရှည်တခုသာဖြစ်တယ်။အနာဂတ်မှာနိုင်ငံခြားတင်းမှန်မှုများအချိန်မရေပြန်လည်ဖြစ်ပေါ်နိုင်ပါတယ်။ မဟာဗျူဟာမျိုးလက်နက်များအနည်းငယ်ကတရုတ်နိုင်ငံဟာရှားပါတတုများနဲ့ဆက်ပြိုးကြီးဝယ်ယူမှုများကိုနိုင်ငံတကာကုံထွေးရင်းကြီးနိုင်မှုများမှာမဟာဗျူဟာမျိုးလက်နက်များအဖြစ်တိရောက်စွာအသုံးပြုနိုင်ကြောင်းတည်တည်ပြခဲ့ပါတယ်။ပြင်ဆင်မှုရဲ့အရေးကြီးပုံအနေနဲ့ကတော့တရုတ်နိုင်ငံကြီးစေတေချာဖြိုတင်ပြင်ဆင်မှုနဲ့ကာလရှည်မဟာဗျူဟာသာနိုင်ငံတကာကြီးနိုင်မှုများမှာအလင်းစလိုနှုတ်ဆောင်တဲ့ချင်းကပ်မှုထက်များစွာတာယုံတဲ့အကြောင်းဒီညီနိုင်မှုကပြသခဲ့ပါတယ်။နေ့ကိုချူရရဲ့ အမေရိကန်တရုတ်ကုန်ထွေရေးဆက်ဆံရေးရဲ့အနာဂတ်ဟာမကြီးရမတိကျသေးသလိုဒီကနစ်တာဆေးရဆဲမှုဟာပုံမကြီးမားတဲ့ကာလရှည်ကြာမဲ့မဟာပြူဝါမြောက်ပြန်ပတ်မှုမှာခက်တရက်နာတစ်ခုလာထစ်ပွဲနိုင်မဲ့ထိတဲ့နန္နန္ဒစလုံးမှာအနာဂတ်မှာပိုပေါလာနေတဲ့စိန်ခေါ်မှုများအတွက်မိမိတို့ရဲ့မဟာပြူဝါများကိုပြန်လဲတွန်းတက်ပြင်ဆင်နေကြလိမ့်မယ်ဖြစ်ပါတယ်။နတ်စင်ပလက်ကျေးဇူးတင်ပါတယ်။ပြန်လဲဆော်တိကြပါစို့။